အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ TNAA က PDF ရဲဘော်တွေကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်တဲ့ရုပ်တံတွေအပြင်မန္တလေးမှာစစ်အုပ်စုကမြို့ခံတွေကိုလူစုမဲနိုင်ခိုင်းကစစ်သားတစ်စုဆောင်နေတဲ့ထူးခြားရုပ်တံတွေပါတင်ဆက်ပေးလိုက်ပါတယ်ဘူအောင်ရတော့ဘာဦးကြောက်ခွေဒေမင်းတော့ကအပိုင်းတော့ဘူအောင်ရတော့ဘာဦးကြောက်ခွေဒေမင်းတော့ကအပိုင်းတော့ကောင်းမလား

你那也行。看看呢？你不能出来嘛？那不是咱们算的了。走。三十个嘛是干的。他妈的。မန္တလေးမြို့မဟာအောင်မြေမြို့နယ်ကရက်ွက်တွေမှာစစ်အုပ်စုကမြို့ခံတွေကိုလူစုမဲနိုင်ခိုင်းတာစစ်သားတစ်စုဆောင်နေတယ်လို့မြို့ခံတွေကပြောပါတယ် ဒီကနေ့မလ24ရက်မနက်ပိုင်းကစလို့မန္တလေးမြို့မဟာအောင်မြေမြို့နယ်တွင်ကရက်ွက်ယုံတမယုံနဲ့တပ်မတ်နေရာတွင်မှစစ်အုပ်စုကမြို့ခံတွေကိုလူစုခိုင်းပြီးမဲနိုင်ခိုင်းကအပတ်စဉ်7နှစ်အတွက်စစ်သားတစ်စုဆောင်လာလို့ဆိုပါတယ်စစ်သားတစ်စုဆောင်ခံရမယ့်အသက်အရွယ်အကျုံးဝင်တဲ့လူငယ်တွေအနေနဲ့ကိုယ်တိုင်ဖြစ်စေကိုယ်စားဖြစ်စေအပြတ်မကွက်မဲလာနိုင်ကြဖို့နဲ့လာရောက်ခြင်းမရှိပါကရက်ွက်မဲနိုင်မယ်လို့စစ်အုပ်စုကမြို့နယ်လော့စပီကာနဲ့လိုက်အော်ထားပါတယ် ကိုယ်တိုင်ဒါမှမဟုတ်ကိုစားမသွားရင်မျက်ကွယ်မဲနိုင်မယ်ဆိုတာကြောင့်နံပါတ်စင်ကြော်ပြီးထင်တယ်လို့လုံးမဆိုးလို့ကိုစားမဲသွားနိုင်ကြသူများတယ်လို့မဟာအောင်မြင်မျိုးနယ်မှာနေထိုင်သူတဦးကပြောပါတယ်ရက်ွက်တချို့မဲနိုင်လို့ PCB ဖြစ်ကတချို့ရက်ွက်တွေမဲနိုင်ခိုင်းနေစေဖြစ်ပြီးမဲပေါက်သူတွေကိုဘဲချိန်လာရောက်ဖမ်းခေါ်ပြီးစစ်သားတစ်စုမယ်ဆိုတာအသေးစိတ်မသိရသေးဘူးလို့မြို့ခံတွေကဆိုပါတယ် အာနာတိန်စစ်အုပ်စုဟာ2024မတ်လကစလို့နိုင်ငံတော်စစ်သားတွေစုဆောင်းလာပြီးလုပ်နေပြီးပေါ်လာဆွဲစုဆောင်းရရှိလာသူတွေကိုရတိုစစ်တင်နှံပေးလက်နက်တပ်ဆင်ပေးကနိုင်ငံတော်ကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီအတိခံစစ်သားအဖြစ်ပို့လွှတ်နေတာဖြစ်ပါတယ်